အရှင်မြောင်းနာကလည်းဘွဲကောက်ကိုခုတ်ဝေကြတာချန်ပီယံအဖြစ်နှစ်နှစ်ရှိကြပြီးတော့အဲ့နှစ်နှစ်ထဲမှာပထမတတိယအဆိုရဖြင့်အရှင်မြောင်းဝယ်တစ်ခုဖြစ်လို့ရရှိလာတဲ့ဘွဲကစုစုပေါင်းကိုအဲ့ဒီဘွဲမှာပါတဲ့ဘွဲစားအရေးအတွက်နဲ့စားရည်ဖြစ်ပြီးတော့အဲ့ဒီအရာဝတ်မှာဘွဲကစုစုပေါင်း၁၀သိန်းထုတ်ပေးတယ်ဒါပေမဲ့လူအရေးတက်က6ရောက်ဖြစ်နေတဲ့ဆိုရင်6နဲ့စားပြီးတော့ရရှိလာတဲ့ဒိန်းကနေအရေးအတွက်လိုက်တယောက်ချင်းစီခွဲရမှာပဲဖြစ်ပါတယ်ဒီနည်းကိုတော့ရက်ွက် ထဲမှာရှိတဲ့အိမ်ရောင်းဝယ်တွေမှာအများဆုံးသုံးပြကြတာဖြစ်ပြီးတော့နောက်ထပ်ဒုတိယနေ့ဖြစ်တဲ့ရရှိမဲ့ဘွဲကစုစုပေါင်းကိုသုံးပုံပုံခန့်တဲ့နေ့ဖြစ်ပြီး ဝယ်ဘက်ကပွဲစားတပုံ၊ရောင်းဘက်ကပွဲစားတပုံနဲ့ဂျားရဲကချိတ်ပေးတဲ့ပွဲစားတွေကတပုံဆိုပြီးတော့သုံးပုံခွဲကြပါတယ်။ဘလို့တွက်ရမလဲဆိုရင်တော့ပွဲကဆူဆူပေါင်းက10သိန်းဆိုရင်၃နဲ့စားပြီးတော့ရတဲ့ဟာဒီအဲဒီသုံးပုံတည်းကတပုံရဲ့ရမယ့်ငွေပမာဏပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်အင်ချမ်းပြေပွဲစားတွေပွဲကဘလို့ခွဲဝေလဲဆိုတော့အကျန်းဖြစ်လေးတိလောင်ရောပေါ့။အဲဒီပွဲကခွဲဝေတဲ့မှာအရေးကြီးဆုံးကတော့ပွဲမဖြစ်ခင်တည်းကပွဲကဘလို့ခွဲမလဲဆိုတာကိုအဲဒီရောင်းဝယ်မှာပေါဝင်တဲ့လူတွေအားလုံးနဲ့ဆွေးနွေးတောင်းထားဖို့လိုပါတယ်ဆိုတဲ့ကြောင့်လေးပဲဖြစ်ပါတယ်ခင်ဗျာ။